မင်္ဂလာပါဒီချက်ဒီနေ့သင်မဲ့သင်ခန်းစာကတော့ chapter 6 heat and temperature အခန်းကနေ6.3 unit of temperature အပူချိန်ရဲ့ unit တွေကိုပြောပြမှာပဲဖြစ်ပါတယ်เนาะ6.4 thermal expansion of substance ပစ္စည်းတွေရဲ့အပူချောင်းပြန်ကားခြင်းအပူချောင်းပွာခြင်းတွေကိုပြောပြမှာပဲဖြစ်ပါတယ် units of temperature or temperature scale. Temperature units depend on the scale used. The temperature scales most widely used today are Celsius, Centigrade, Fahrenheit and Kelvin scale. The SI unit of temperature is Kelvin. To calibrate a thermometer, following steps are performed. အပူချိန်ရဲ့ unit တွေဟာအသုံးပြုတဲ့ scale တွေပေါ်မှာပဲမူတည်ပါတယ်ဒီနေ့အသုံးများတဲ့အပူချိန် scale တွေကတော့ Celsius ရဲ့ centigrade ဆိုတဲ့ scale နဲ့ Fahrenheit scale, Kelvin scale တွေပဲဖြစ်ပါတယ်အပူချိန်ရဲ့ SI unit ကတော့ Kelvin scale ကိုပဲသုံးပါတယ် Kelvin အတူကောက်နေနေရတော့ K အကြီးကိုသုံးပါတယ် thermometer တစ်ခုကိုစမ်းညှိဖို့အတွက် calibrate လုပ်ဖို့အတွက်ပေါ့နော်အောက်မှာဖော်ပြထားတဲ့ step တွေနဲ့သရုပ်ပြထားပါတယ်ဒီမှာ Celsius Fahrenheit Kelvin ပြတ်ထားခြင်းပဲဖြစ်ပါတယ် A choose two reference point lower fixed point freezing point and upper fixed point steam point B set up scale divide the interval between two fixed points suitable number or degree to obtain scale အဲ့တော့ပထမညွှန်းမှတ်နှစ်ခုကိုရွေးမယ် lower fixed point ရေခဲမှတ်နဲ့ upper fixed point ရင်းနှီးငွေ့မှတ်ပေါ့နော် scale ကို set up လုပ်မယ် ပြီးရင်အဲ့ဒီ scale ရဖို့အတွက်တင့်တော်တဲ့ degree number တွေနဲ့ face point နှစ်ခုကြားမှာရှိနေတဲ့နေရာတွေကိုပိုင်းထားမယ်ဒီပုံလေးတွေမှာပြထားတဲ့အတိုင်းပဲ degree လေးတွေပိုင်းထားတယ်ဒီမှာရေခဲမှတ်တွေရေစုမှတ်တွေ freezing point တွေ steam point တွေမှတ်ထားတာပေါ့နော်ဆက်ကြည့်အောင် the relationship between the celsius temperature tc and the fahrenheit temperature tf is given by equation ကဲ celsius temperature နဲ့ ဖာရင်ဟိုက်တెంပရေချာနဲ့ရဲ့ဆက်သွယ်ချက်ကိုဒီဖော်မြူလာတွေသုံးပါတယ်ဒီဖော်မြူလာလေးတွေကတော့မင်းတို့ note တက်လုပ်ထားရမှာပါခဏခဏ remind ဖြစ်ရမယ်မှတ်မိနေရပါမယ်လေ့ကျင့်ပြီးတော့စက်မှတ်ထားကြပါတီချယ်တို့နောက်က all ခံထားတဲ့ဟာမကျက်လို့လဲရတယ်ရှေ့ရဖော်မြူလာနဲ့နေရွှေ့သွားလို့ရတယ် TCO ရတာနဲ့ TF ကိုညီမြချင်းရွှေနီးတင်းချာညီမြချင်းရွှေနီးနဲ့အသုံးပြတာနဲ့ TF's ကိုပြန်ရလာနိုင်ပါတယ်ဒါဒါမှန်နည်းတစ်ခုဒီချက်ပြောလိုက်ခြင်းဖြစ်တာပါเนาะ for example normal body temperature is 98.6 degree fahrenheit on the celsius scale this is အဲ့တော့ပထမဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှင်တာမန်ဒီကိုယ်ခန္ဓာရဲ့ temperature body temperature ဟာ68.6ပေါ့မဖြားတဲ့သူရဲ့ တာမန်အပူချိန်ပေါ့လူတိုင်းလူတိုင်းမှာ98.6 degree fahrenheit ရှိတယ်။အဲ98.6 degree fahrenheit တဲ့နည်းနည်းလေးတိုးသွားပြီ99လောက်ဖြစ်သွားပြီဆိုရင်တော့ဒါကိုပူချိန်ရှိသွားပြီတော့တရလေး105အဖျားတရလေးရှိတယ်အဖျား105ရှိတယ်ကြားမှုမှာပါနော်အဲ့လိုမျိုးဆိုရင်ဒါအပူချိန်တိုးသွားပြီဖျားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါတာမန်ကိုပူချိန်ကတော့98.6 degree fahrenheit ရှိတယ်အဲ့ဒါကို celsius scale အနေနဲ့ဖော်ပြမယ်ဆိုရင်ဒီကျတော့ဒီ formula လေးသုံးပြီးတော့တွက်လိုက်လို့ရှင်ရတယ်37 degree celsius ဆိုပြီးတော့သိလာပါလိမ့်မယ်နောက်တစ်ခုက the relationship between the celsius temperature tc and kelvin temperature tk is given by tc + 273 = tk ဒီမှာကတစ်ချက်တစ်ချက်ပြောချင်တာလေးရှိပါတယ်ဒီမှာက tk ဟာဒီ formula မှာ tc + 273 273တခါလေးကြာရင်ကွန်ပျူတာအရာကြောင့်ဒါ TK က subscript ဖြစ်ပါတယ်အဲ့တော့ဒီ formula ကိုဒီချက်ပြင်ရေးတာပါနော်ဆက်ကြည့်အောင် example 1 the room temperature is found to be 27 degree celsius what is the temperature in kevin ကဲပေးထားတာ celsius ပေးတယ် ရှာခိုင်းတာကေဗင်ဆိုတော့ဒီချေတို့က TK equal to TC plus 273ကိုသုံးပြီးတွက်လိုက်တာနဲ့လိုချင်တဲ့ TK ရဲ့တန်ဖိုးကိုရလာမှာဖြစ်ပါတယ်လေ့ကျင့်ပြီးတော့တွက်ကြည့်ရအောင်နော် Example 2ဆက်ကြည့်ရအောင် The lowest air temperature record in the world is 184 Kelvin ကဘာထဲမှာရှိတဲ့အနေအဆုံး temperature in the world ကဘာကြီးထဲမှာရှိတဲ့ လေရုရဲ့အနိုင်ဆုံးအပူချိန်ဟာ184ကာဗင်ရှိတယ်။ This temperature was measured in Antarctica in 1983 1983မှာ Antarctica မှာတိုင်းတဲ့အခါမှာဒီ temperature ကိုတိုင်းလိုက်တာပေါ့နော်။ What is the temperature in degree Celsius? အမှန်တကယ်တော့ तू ကဒီ Kelvin scale temperature ကို degree Celsius scale ပြောင်းခိုင်းတာပါ။အဲ့တော့ TK တန်ဖိုးက 184 kelvin အဲ့တော့ TK equal to TC plus 273 formula သုံးပြီးတော့ရှာလိုက်တဲ့အခါမှာလိုချင်တဲ့ Celsius အတွက်ရလာမှာပဲဖြစ်ပါတယ်အဲ့တော့ review exercise what temperature on the Celsius scale corresponding to 104 degree fahrenheit the body temperature of person gravely ill အရန်ဖြားနေတဲ့သူတယောက်ရဲ့အပူချိန်ဟာ104 degree fahrenheit ရှိတယ်ဆိုရင်အဲ့104 degree fahrenheit က celsius အစကေးဘလောက်ကိုကိုစားပြုလဲပေါ့အမှန်တကယ်တော့104 degree fahrenheit ဟာ celsius degree ဘလောက်ရှိသလဲလို့မေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ fahrenheit scale နဲ့ celsius scale နဲ့ရဲ့ဆက်သွယ်ချက် formula နဲ့အစားသွင်းပြီးတွက်လိုက်မယ်ဆိုရင် TC 40 degree Celsius ဆိုပြီးရလာမှာဖြစ်ပါတယ်လေ့ကျင့်ကြည့်အောင်เนาะ6.4 thermal expansion of substance ဟောပစ္စည်းတွေရဲ့အပူကြောင့်ပြန်ကားခြင်းအပူကြောင့်ပွာခြင်းအပူကြောင့်ဆန့်ခြင်းပေါ့ when a substance is heated its volume usually increase the dimension of the substance increase correspondingly This increase in size can be explained in terms of increase kinetic energy of the molecule. the additional kinetic energy result in each molecule colliding more forcefully with its neighbor substance တခုကိုအပူပေးလိုက်လို့ရှိရင်အဲ့ဒီပစ္စည်းရဲ့ဒုတွေကအမြဲပဲတိုးလာတယ်အဲ့ဒီအခါမှာအဲ့ဒီပစ္စည်းတခုမှာအတိုင်းအတာတွေရှိတယ်ဆိုပါဆိုအလျားအနံ့အမြင့်စသဖြင့်ပေါ့အဲ့ဒါတွေကလည်းလိုက်ဖက်ညီညီပဲတိုးလာတယ်ဒါတော့ဘယ်လိုရှင်းပြနိုင်လဲဆိုရင်ပစ္စည်းတခုကိုအပူပေးတဲ့အခါမှာပစ္စည်းထဲမှာရှိတဲ့ molecule တွေအချင်းချင်းဟာ အပူစွမ်းရင်ရမယ်မော်လီကျူးတွေကအပူစွမ်းရင်ရလိုက်တယ်အဲ့ဒီအခါမှာမော်လီကျူးအချင်းချင်းတိုးရင်တိုင်ရင်နဲ့ရွေ့လာမယ်အဲ့ဒီအခါမှာအရွေစွမ်းရင် KE ကလည်းတိုးလာမယ်ဒါကြောင့်ထက်တိုးလာတဲ့အရွေစွမ်းရင် KE ကမော်လီကျူးတစ်ခုစီကိုသူတို့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့မော်လီကျူးတွေနဲ့အပြင်းပြင်းနဲ့ဝင်တိုက်စေတယ်။ကဲဆက်ကြည့်အောင်။ Therefore the molecule push each other further apart and the substance which is heated increase in size increasing the temperature of a gas at constant pressure causes the volume of gas to increase molecule တွေကတခုနှစ်ကိုတခုဝေးတဲ့ဝေးအောင်သူကတွန်းတယ်တွန်းတဲ့အခါမှာအဲ့ဒီပစ္စည်းရဲ့အရွယ်အစားကတိုးလာတယ်ကိန်းသည်ဖိအားမှာရှိနေတဲ့ဓာတ်ငွေတခုရဲ့အပူချိန်တိုးခြင်းဟာအဲ့ဒီဓာတ်ငွေရဲ့ဒုတဲ့တိုးခြင်းကို ဖြစ်ပေါ်စေပါတယ်ဒီပုံလေးမှာလည်းလေ့လာကြည့်လို့ရပါတယ်နော် This pressure causes the volume of gas to increase. This increase occurs not only for gas but also for liquid and solid. အပူချိန်တိုးခြင်းဟာအရေတွေနဲ့အခဲတွေရဲ့ဒုတွေတိုးခြင်းတွေကိုလည်းဖြစ်စေပါတယ်။ In general, if the temperature of a substance increase, so does its volume. This phenomenon is known as thermal expansion. အဲ့ဒီဖြစ်ရပ်ကိုရေဘူအားဖြင့်အဲ့ဒီဖြစ်ရပ်ကိုအပူကြောင့်ပြန်ကားခြင်း Tame expansion lule kobare. Sajiang, you may have noticed that the concrete roadway segments of a sidewalk are separated by gaps. This necessary because concrete expands with increasing temperature. Without this gap, Tame expansion will causes the segments to push against each other and they would eventually buckle and break apart. Okay, abu ကြအပူချိန်တိုးခြင်းကြောင့်ပစ္စည်းတွေပြန်ကားခြင်းကိုသူပြမယ်ပေါ့နော်ဥပမာလေးတစ်ခုတစ်ချက်ပြောပြမယ်ဒီဥပမာလေးကဘာလဲဆိုရင်လမ်းဘေးပလက်ဖောင်းပေါ့လူသွားတဲ့လမ်းပေါ့ဈေးညံတွေရဲ့ကွန်ကရစ်အပိုင်းတွေမှာသူကနေရာလက်တွေအဟတွေမင်းတို့တွေးဘူးကြမှာပါအဲ့ဒါတွေကိုသတိထားမိကြမှာပါအဲ့လိုချားထားဖို့ဟထားဖို့အတွက်လဲလိုအပ်ပါတယ်ဘာလို့လဲဆိုတော့တိုးလာတဲ့အပူချိန်နဲ့အတူအဲ့ဒီကွန်ကရစ်ကပြန်ကားလာတယ် အဲ့ဒီကွန်ကရစ်တွေကပြန်ကားလာတယ်အဲ့လိုနေရအဟာလေးတွေဒါမရှိလို့ရှင်အပူကြောင့်ပြန်ကားလာတဲ့ကွန်ကရစ်အပိုင်းတွေဟာတစ်ခုနဲ့တစ်ခုနဲ့တွန်းပြီးတော့သူကကိုယ်ကောက်ပြီးတော့ကွဲထွက်ကုန်မှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒါကြောင့်မလို့ဒီချေတို့ကအဲ့ဒီကွန်ကရစ်တွေကြားထဲမှာနေရအဟာလေးတွေရှိနေခြင်းဖြစ်တယ်လို့မှတ်ရပါမယ်လီနီယာ expansion အလျားဆန်ခြင်း Although two different metabolites of the same length are hidden, such that the increase in temperature is the same, the magnitude of their expansion may not be the same. For example, the expansion of copper is one and a half times that of steel. အလျားတူပေမဲ့လေအမျိုးအစားမတူတဲ့တတူကြောင်နှစ်ခုကိုအပူပေးလိုက်တဲ့အခါမှာအဲ့ဒီကိုအပူပေးတဲ့အခါမှာလေအပူချိန်ကိုအတူတူပဲပေးလိုက်တာ အပူချိန်အတူတူပဲပေးတယ်အလားဒါပေမဲ့သူတို့ရဲ့စန့်ခြင်းတွေဟာတစ်ခုနဲ့တစ်ခုနဲ့မတူဥမာပြောရမယ်ဆိုရင်ကော်ပါရဲ့စန့်ခြင်းဟာတစ်ဆိုရင်ဒီစတီရဲ့စန့်ခြင်းကတော့ half time ပဲတဝက်ပဲဖြစ်တယ်လို့ဆိုလိုချင်တာပါအဲ့တော့ aluminum expand twice as much as steel does the dependence of the chain in length of an object on its original length and chain in temperature တော့အလူမီနီယံဟာစတီးထက်ပိုပြီးတော့နှစ်စာပြန်ကားတာကိုတွေ့ရမယ်ပြန်ကားတယ်ဝတ္ထုတစ်ခုရဲ့အလျားပြောင်းလဲခြင်းဟာမူလအလျားကအပူချိန်တိုးလာခြင်းနဲ့ဓာတ်ရိုက်အချိုးကျတယ်မိကိုမှုရှိတယ်အဲ့လိုအဲ့ဒီအပူချိန်ပြောင်းလဲခြင်းကိုတချို့ကဘလို့ equation နဲ့သတ်မှတ်မလဲဆိုရင် delta l varies l delta t temperature ပြောင်းလဲခြင်းနဲ့အတူတူအလျားကလည်း delta l ဆိုတဲ့အဓိပ္ပာယ်ကပြောင်းလဲလာတယ်ဆိုတဲ့အဓိပ္ပာယ်လေးပါအဲ့ delta l equal to alpha l data ဒီအဲ့ဒီမှာ data l equal formula equation ပုံစံပြောင်းတယ်မှာဒီချေတော့ပုံစံတွက်လို့ရမှာလေအဲ့တော့ကိန်းသေးတစ်ခုနဲ့မျှဝရတယ်ဒါကတော့ very ဆိုတဲ့အတိတ်ပဲ very ဆိုတဲ့အတိတ်ပဲပါဒီဒီသင်္ကေတလေးက very ဆိုတာဒါရဲ့အချိုးကျတယ်ဆိုတဲ့အတိတ်ပဲပါ very ဆိုတဲ့ဒီကတော့ alpha l data ဒီဟာ coefficient တော့ linear expansion ပေါ့ alpha တန်ဖို့อ่ะ အလျားဆန်ခြင်းရဲ့မြောက်ဖို့ကိန်းကိန်းတွေတစ်ခုနဲ့ထက်မြောင်မှ equation ပုံစံရေးလို့ရတယ်။ fi ရဲ့တန်ဖိုးပေါ့ fi ရဲ့တန်ဖိုးကိုရှာကျင်လို့ရှင်တဲ့ဒီ formula ကပဲညီမချင်းရွှေနည်းနဲ့ပြောင်းလို့ရပါတယ်။တော့ဒါကတော့ဒီ equation ရဲ့ရှင်းလင်းချက်တွေပေါ့နော်။ data a က change in land data d ရဲ့ change in temperature fi က coefficient of linear expansion l က original land l prime က land of object at t plus data d နောက်ထပ် အချိန်ပြောင်းလဲမှုတစ်ခုမှာ ဖြစ်လာမဲ့ဒီအလျားပေါ့စုစုပေါင်းတစ်ခါလေးကြပုံစံမှာပြန်မေးတာရှိတယ်ဘလောက်ပြောင်းလဲသွားလဲဘလောက်တိုးလာသလဲဆိုတာအဲ့ဒါဆိုရင်ပြန်ပြီးတော့မူလအလျားနဲ့ပြန်ပေါင်းပေးလိုက်တဲ့အခါမှာကျေတော့ apply လို့သတ်မှတ်တာပဲဖြစ်ပါတယ် coefficient of linear expansion အော် coefficient of linear expansion ဆိုအလျားဆန်ခြင်းရဲ့မြောက်ဖော်ကိန်းကိန်းတွေတစ်ခုပေါ့နော် alpha နဲ့သတ်မှတ်ပါတယ် the coefficient of linear expansion defined as change in land per unit land for 1 degree change in temperature အဲ့ပစ္စည်းတစ်ခုရဲ့အလျားဆန့်မြောက်ဖော်ကိန်းဆိုတာကတော့အပူချိန်1 degree ပြောင်းလဲလိုက်တာနဲ့အလျားတယူနစ်မှာရှိတဲ့အလျားတွေကတိုးလာတာပြောင်းလဲလာတာကိုပဲဖြစ်ပါတယ်။သူ့ရဲ့ SI unit ကိုဒီချေတော့က alpha အတွက်ပေါ့ SI unit ကဘာနဲ့သုံးလဲဆိုရင် per kelvin နဲ့သုံးတယ်။ per kelvin ဆိုတဲ့အဓိပ္ပာယ်ကဒီမှာအလျား ီမှာ f equal to delta a by l delta d ဖြစ်တဲ့အတွက် a နဲ့အောက်က l နဲ့ဆိုရင်အလျားကမီတာချင်းချင်းခြေသွားမယ်အဲ့တော့ delta t က kelvin ပေါ့ဒီမှာခြေသွားတဲ့အခါမှာ1 by delta t ပဲကျန်မယ်အဲ့တော့ delta t ဆိုတာအပူချင်းခြားနာချင်းဆိုတော့သူက kelvin scale ထွက်မယ် Kevin's gate ထွက်တဲ့အခါမှာအပေါ်ရောက်သွားတဲ့အခါမှာ Pa Kevin ဆိုပြီးတော့ဖြစ်သွားတာပါ။ဒါကြောင့်မို့လို့ဒီအလျားဆန်ခြင်းပြောက်ဖို့ကိန်းကိန်းတွေရဲ့ ယူနစ်ဟာပါကယ်ဝင်နဲ့သတ်မှတ်ပါတယ်နောက်မှလည်းမင်းတို့တွေ့မှာပါနော်ကဲအီဇမ်မက်3ကိုဆက်ကြည့်အောင် one robot of street bridge is 12.0 meter long if the temperature varies from 25 degrees celsius to 35 degrees celsius during a day what is the difference in land at those temperature the road is supported by sea car စတိတရပေါ့စတိတရနဲ့လောက်ထားတဲ့ လမ်းတစ်ခုပေါ့အဲ့ဒီလမ်းရဲ့အရှိဟာစနစ်တမ8မီတာရှည်တယ်အဲ့ဒီခါမှာ နေ့တနေ့အတွင်းမှာအပူချိန်ဟာ25ဒီဂရီကနေ35ဒီဂရီဆယ်ဆီယပ်ကိုပြောင်းသွားတဲ့အခါမှာဒီစတီဒရာရဲ့လမ်းပေါ့ဘလောက်ပြောင်းသွားသလဲဆိုတာကိုမေးတာပါဘလောက်ခြားနာသွားသလဲမူလားနဲ့ဘလောက်ခြားနာသွားသလဲဆိုတာကိုမေးခြင်းဖြစ်ပါတယ်အဲ့ဒီရဲ့လမ်းကိုတော့ဒီတံတားကို စတီးရမတွေနဲ့ support လုပ်ထားတယ်ထောက်ထားတယ်ပေါ့နော်အစတီးအတွက် alpha demo ကမင်းတို့ exam မှာလည်းပေးထားမှာပါသူ့မှာ table ရှိတယ် alpha demo တွေဒီ coefficient of linear expansion ရဲ့ alpha demo ကပေးထားမှာပါအဲ့တော့ steel တွေဆို steel aluminum ဆို aluminum iron ဆို iron ပေါ့စသဖြင့်ပေါ့တတ်တူမျိုးစားတွေရဲ့ alpha demo တွေကပေးမှာပါအဲ့တော့ l ကမူလ l က12.8 meter ကဲ delta d က35 minus 25အဲ့ဒီမှာပြောစရာတစ်ချက်ရှိတယ်ဘာလဲဆိုရင်အမှန်မှသွားမှာဆိုလို့ပါ10 degree celsius က10 kelvin နဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်။ဘာဖြစ်လို့တန်းရည်တယ်လဲဆိုတော့အချက်ရှိတယ်။အဲ့ဒါမပြောသွားရင်လေဟိုရတော့ရတယ်။ဒါပေမဲ့ဒီချေကတော့ပို့ပြီးတော့နားလေစေခြင်းနဲ့ confuse ဖြစ်သွားမှာဆိုလို့ပြောပြခြင်းပဲဖြစ်ပါတယ်။အဲ့တော့ celsius ကိုဒီချေတို့က SI unit ပြောင်းတွယ်ရမယ်။ SI unit ပြောင်းတွယ်တဲ့အခါမှာ TK equal to TC plus 273။အဲ့တော့ ပထမ TD 25အတွက်ဆိုလို့ရှိရင်လဲ25အပေါင်း273အဖြေတစ်ခုထွက်မယ်ဒီမှာဒီမှာလဲ35အတွက်ဆိုလဲ35 273အဲ့တော့ကန်ဗင်နေပြောင်းပြီဆိုလို့ရှိရင်ဒါကန်ဗင်ပေါ့ဒီမှာလဲကန်ဗင်တစ်ခုထွက်မယ်အဲ့နှစ်ခုကိုခြားနာလိုက်ရင်လဲကကန်ဗင်နေဒါခြားနာလိုက်ရင်လဲဒီ10ကန်ဗင်ပဲထွက်မှာ10ကန်ဗင်ပဲထွက်မှာဒါကြောင့်မို့လို့တော့ ခြားနာပြီးမှဒီလိုကာဗင်ပြောင်းပြီးမှနှုတ်ရင်လေဒီအဖြစ်ပဲမို့လို့တန်းပြီးတော့ရေးလိုက်တာပါဒီဂရီဆက်ဆက်နဲ့ဒီကာဗင်နဲ့တူတယ်ဆိုတဲ့အဓိပ္ပာယ်ကိုရေးတာမဟုတ်ပါဘူးအဲ့တော့ဘာကြောင့်ဘယ်မှာသိမလဲဆိုတော့ level ဒီအတန်းရဲ့ level နောက်တစ်ဆင့် grade 11ရောက်သွားတဲ့အခါမှာပို့ပြီးတော့သိလိမ့်မယ်အဲ့ဒီမှာ ပို့ပြီးတော့သိလိမ့်မယ်အဲ့ဒီမှာ confuse ဖြစ်တတ်တယ်ဒါကြောင့်မလို့ဒီဒီမာတဲ့တခါတည်းမှန်မှတ်နိုင်အောင်လို့ဒီချက်ကပြောတာပြောထားတာပဲဖြစ်ပါတယ်မှတ်ထားပါနော် formula က data l equal to frl data d နဲ့စာသင့်တွက်လိုက်မယ်ဆိုရင်လိုအပ်တဲ့ data ရဲ့ the difference in length ဆိုတဲ့ data a ရဲ့တန်ဖိုးကိုရသွားမှာပဲဖြစ်ပါတယ်မီတာနဲ့လည်းဖော်ပြလို့ရတယ်စင်တီမီတာနဲ့လည်းဖော်ပြလို့ရတယ်ကျွန်တော်မီတာနဲ့ဖော်ပြတာနဲ့အမှန်ရပါပြီเนาะ example 4စကြာ the length of matter bar heavy coefficient of linear alpha is L at the temperature T. What is the length that bar at temperature T plus theta T? တော့အပူချိန်ပေါ့။တာမန်အပူချိန်ရှိတဲ့အပူချိန်ထက်နောက်ထပ်အပူချိန်တိုးလာတဲ့အခါမှာရှိမယ် L ကိုမေးတာ။အဲ့တော့ဒီချက်က L prime လို့သတ်မှတ်တယ်။အဲ့တော့ပထမ the change in land due to temperature change data တွေ data တွေတိုးတဲ့အခါမှာရှိမဲ့ l က data ရဲ့တချို့လို့သိပြီးသား formula data ရဲ့အဲ့တော့ဒါကြောင့် the land of matter bar t plus data t မူလအပူချိန်ရဲ့ပြောင်းသွားတဲ့အပူချိန်ရဲ့တိုးလာတဲ့အခါမှာရှိမဲ့ l ကိုရှာတဲ့အခါမှာ l prime equal l plus data l အဲ့တော့ data a တန်ဖိုးအစားသွင်းလိုက်မယ်ဆိုရင်သူ့အတွက်လိုအပ်တဲ့ l prime ရဲ့တန်ဖိုးကိုရလာမှာပဲဖြစ်ပါတယ် လေ့ကျင့်ကြကြအောင်เนาะအဲ့တော့ area expansion and volume expansion အဲ့တော့ area ပြန်ခြင်းနဲ့ဒုတယ်ပွာခြင်းပေါ့ဒုတယ်ကြတော့ကျွန်တော်ပြန်ခြင်းလို့မပြောတော့ဘူး area ပြန်ခြင်းနဲ့ဒုတယ်ပွာခြင်းလို့ပြောမယ် the relation analog to which give the increase in land data for the increase in temperature data d can be derived for the area expansion and volume expansion the relation operand are delta a equal beta a delta d delta v gamma v delta d အော် gamma နဲ့ပတ်သက်တဲ့ equation က volume expansion beta နဲ့ပတ်သက်တဲ့ equation က for area expansion ဒီ area ပြောင်းခြင်းနဲ့ဒုရယ်ပွာခြင်းပေါ့ဒုရယ်ပြောင်းခြင်းပွာခြင်းတွေရာလဲပဲအပူချိန်တိုးလို့အလျားတိုးလာသလိုပဲအတူတူပဲဆက်ဆက်မှုရှိပါတယ်အပူချိန်တိုးလာရင် area လည်းပြန့်ကားလာတယ် တို့တယ်လေပွလာတယ်ဆိုတဲ့အဓိပ္ပာယ်တိုးလာတယ်ဆိုတဲ့အဓိပ္ပာယ်ပါပဲအဲ့ဒါကို formula အနေနဲ့ delta a beta a delta d delta v volume အတွက်ဟာ gamma v delta t နဲ့သုံးပါတယ် in this equation beta is coefficient of area expansion and gamma is the coefficient of volume expansion အဲ့တော့ area expansion အတွက် area ပြောင်းခြင်းအတွက်မြောက်ဖော်ကိန်းဂိမ်းတွေကို beta နဲ့သုံးပြီးတော့ volume တိုးခြင်းအတွဲမြောက်ဖော်ကင်းဂိမ်းတွေကိုဂမ်မာနဲ့သုံးပါတယ်အဲ့ဒီမှာချက်မှတ်စရာလေးဟောဖြစ်ပြီးပြောချင်တာပေါ့နော်ဟော alpha က for land အတွဲ beta ဟာ for area အဲ့တော့ gamma ဟာ for volume အဲ့တော့ beta နဲ့ alpha နဲ့ဆက်သွယ်ချက်က alpha ရဲ့နှစ်ဆရှိတယ် beta က ဒီ area အတွက်ကအလျားထက်နှစ်ဆရှိတယ်အဲ့တော့ gamma လဲကြာရောသူက3 alpha အဲ့ဒါလေးတော့တချို့ကနှုတ်တက်လှုပ်ထားစေခြင်းနဲ့ဖြည့်ပြီးတော့နောက်မှလဲပါမှာပါဒါဒီမှာလဲတခါတည်းမှတ်ထားမှာပေါ့နော်တခါတည်းမှတ်ထားတဲ့အခါကြလို့ရှိရင်ပို့ပြီးတော့ဟိုမှတ်မိလွယ်အောင်လို့ဒီမှာလဲ data l ပြန်ရေးပေးမယ် alpha l data d ပါ for area ပြန်ခင်းရဲ့မြောက်ဖို့ခင်းခင်းသည် အဲ့ဒါကိုဆက်ကြည့်မယ်။ The coefficient of area expansion of a substance is the change in area per unit area for 1 degree change in temperature. ပစ္စည်းတစ်ခုရဲ့ area ပြောင်းခြင်းမြောက်ဖော်ခြင်းဆိုတာကတော့အပူချိန်1 degree ပြောင်းလဲတိုင်းပြောင်းလဲဖို့အတွက်ပြောင်းလဲတာအတွက်ကို area တစ် unit မှာရှိတဲ့ area ပြောင်းလဲခြင်းပဲဖြစ်ပါတယ်။သူ့ရဲ့ symbol ကတော့ကျတော့ beta နဲ့သတ်မှတ်တယ်။ beta ရှေ့မှာလည်းပြောခဲ့ပြီးပါပြီ။ beta အဲ့တော့ symbol က beta data a by a data d a ကတော့ original area data a ကတော့ area တိုးလာတဲ့အတွက်ပြောင်းလဲခြင်းပေါ့ area ပြောင်းလဲခြင်းသင်္ကေတပါ data d ကတော့ temperature ပြောင်းလဲခြင်းပါဟာ coefficient of volume expansion ဒုရဲပွာခြင်းရဲ့မြောက်ဖော်ကိန်းဂိမ်းတွေအဲ့ဒီမြောက်ဖော်ကိန်းဂိမ်းတွေကိုဓာမာနဲ့သင်္ကေတပြတယ် The coefficient of volume expansion of a substance is the change in volume by unit volume for 1 degree change in temperature. ပစ္စည်းတစ်ခုရဲ့အဲဒုတဲ့ဘွားမြောက်ဖော်ခင်းရဲ့ကိန်းသေဆိုတာကလည်းအပူချိန်1ဒီဂရီပြောင်းလဲလာရင်အပူချိန်1ဒီဂရီတိုးလာတာအတွက်ဒုတဲ့တယူနဲ့မှရှိတယ်ဒုတဲ့တိုးလာခြင်းဒုတဲ့ပြောင်းလဲခြင်းပဲဖြစ်ပါတယ်အဲ့တော့ sample အနေနဲ့က gamma equal to delta v by v delta v နဲ့သုံးပါတယ်ဒီမှာကခြေရော V ပေါ့နော် V အကြီးပါ V အသေးဖြစ်နေလို့ ensemble coefficient of volume expansion နဲ့ sample က gamma နဲ့သုံးပါတယ် gamma equal to delta V by V delta T ပါအဲ့တော့ဘယ် formula လာလဲဆိုရင် delta V equal to gamma V delta T ကနေလာပါတယ်မူလ formula ကို မူလ formula ကိုသိနေလို့ရှိရင် equation ပြောင်းရတာလွယ်ပါတယ်ပထမရှေ့မှာပြောပြတဲ့ formula တွေနဲ့ပဲလိုက်ပြီးတော့ပြောင်းလဲသွားရုံပါပဲအဲ့တော့ vr original volume data vr changing volume အဲဒုတဲ့တိုးလာတာပေါ့တိုးလာတဲ့သင်္ကေတနောက် data တရတော့အပူချိန်ပြောင်းလဲခြင်းမှာဆက်ကြည့်အောင် anomalous expansion of water ရေရဲ့မူမမှန်ပွားခြင်းအကြောင်းကိုဆက်ပြောပါမယ် Generally, all substance expand on heating and contract on cooling. But in the case of water, the behavior is different. When water at 0 degrees Celsius is heated, its volume decreases up to 4 degrees Celsius and density increase. At 4 degrees Celsius, the density becomes maximum and beyond this temperature, volume start to increase. This unusual expansion of water is called anomalous expansion of water အော်ရေရမူမမှန်ပွားခြင်းအကြောင်းကိုပြောပြမယ်ဆိုရင်ရေဘူးအားဖြင့်တော့ဟိုပစ္စည်းတွေအားလုံးဟာအဲပူလို့ရှိရင်ပွားပြီးတော့အေးရင်ကျုံတက်တဲ့သဘာဝရှိတယ်ဒါပေမဲ့ရေရတော့မတူဘဲနဲ့ထူးခြားတဲ့ behavior ထူးခြားတဲ့အပြုအမူမျိုးတွေရှိတယ်ဘလို့လဲဆိုရင် အပူချိန်300ဒီဂရီဆယ်စီယက်ရှိတဲ့ရေကို ၄ဒီဂရီဆဲဆီယက်စီအပူပေးလိုက်တဲ့အခါမှာဒီရေရဲ့ဒုရေကတော့တိုးလာခြင်းပွလာခြင်းမရှိဘဲနဲ့သူကရော့သွားတယ်ဒါပေမဲ့ရေရဲ့တိတ်သီးစာ density ကတော့တိုးလာတယ်အဲ့တော့၄ဒီဂရီဆဲဆီယက်မှာရေရဲ့ density ဟာအများဆုံးဖြစ်လာပြီးတော့အဲ့ဒီအပူချိန်ကနေကျော်လာမယ်ဆိုရင်တော့ရေရဲ့ဒုရေကပြန့်ပြီးတော့ ိုးလာတယ်။အဲ့လိုမျိုး တမူထူးကြတဲ့ရေရဲ့ပွာခြင်းကို anomalous expansion of water ရေရဲ့ movement ပွာခြင်းလို့ခေါ်ပါတယ်။ပုံလေးမှာလည်းလေ့လာကြည့်လို့ရပါတယ်။ graph လေးတွေနဲ့ရေရဲ့ density ကိုဖော်ပြထားတဲ့အခါ Okay, example 5ကိုဆက်ကြည့်ရအောင်။ Example 5မှာ the area of metal plate is A1 at temperature T1 and A2 at T2 if t2 greater than t1 obtain the relation between a1 and a2 the coefficient of area expansion of method is beta area မြောက်ဖော်ကိန်းဂိမ်းတွေပေါ့ area ပွားခြင်း area expansion ရဲ့မြောက်ဖော်ကိန်းဂိမ်းတွေဟာအာဒီ beta နဲ့သတ်မှတ်တယ်ပေါ့ရှေ့မှာလည်းသိခဲ့ပြီးသားပါအဲ့တော့ temperature တွေပြောင်းလဲမယ် area တွေပြောင်းလဲမယ် temperature က t2 က t1 ထက်များမယ်လို့ problem မှာတည်းကပြောထားပြီးပြီအဲ့တော့ t2 ရဲ့ဟာ t1 ကိုနှုတ်မယ် ော့ data a မှာလည်းအဲ့လိုပဲ a1 နဲ့ a2 ရဲ့ကြားမှာရှိတဲ့ relation ဆိုတော့ a2 minus a1 စောက်ကလေးကသိပြီးသားပါ data a equal to b data a data d ဆိုတဲ့ formula ကို သုံးပါမယ်အဲ့ဒီမှာ a2 minus a1 equal to b a1 d2 minus d1 အဲ့တော့ဒီမှာကတချက်တော့က A1 ကိုဒီဘက်ကိုပြောင်းလိုက်တယ်။ A1 ကိုဒီဘက်ကိုပြောင်းလိုက်တဲ့ formula လေးကိုမထည့်လိုက်တာပေါ့နော်။ A2 equal to A1 ကဒီဘက်ကိုရောက်ရင် plus ဖြစ်မယ် A1 plus B A1 D2 minus D1 အဲ့တော့ဒီ formula ဖြစ်လာတာပါ A1 ကိုဘုံထုတ်လိုက်တဲ့အခါမှာ1 plus B D2 minus D1 ဆိုပြီးတော့ formula ဖြစ်ပေါ်လာတာပါကဲ review exercise ကိုဆက်ကြည့်ရအောင် Obtain the relationship between the coefficient of linear expansion and coefficient of area expansion of substance. အဲ့တော့ဟိုဒီအလျားဆန်ကင်းရဲ့အလျားဆန်ကင်းရဲ့မြောက်ဖော်ကင်းကင်းတွေနဲ့အေရီးယားပြန့်ကင်းရဲ့မြောက်ဖော်ကင်းကင်းတွေနဲ့ဂျားထဲမှာရှိတဲ့ဆက်ဆက်ချက်ကိုဘယ်လိုရလာလဲလို့ရှယ်လို့ကြည့်ရအောင် let the area and the land be a နဲ့ area ကို a လို့ထားမယ် land ကို l လို့သတ်မှတ်မယ် when the temperature of surface from t to d d t ကနေ d d t ကို ပြောင်းလိုက်မယ် the land of east side will change from air to air plus delta l ပထမမူလ l ကနေ delta l တိုးလာမယ်ပေါ့အဲ့ဒီမှာမူလ a မူလ l နဲ့ဒီတိုးလာတဲ့ l နဲ့ပေါင်းတာနောက်ထပ်ဖြစ်လာတဲ့အစ်စ်ပေါ့အဲ့လိုပဲ temperature မှာလည်း change သွားတဲ့ပြောင်းသွားတဲ့ temperature နဲ့ delta d နဲ့ကို delta d နဲ့ d နဲ့ကိုဒါပေါင်းလိုက်မှာပေါ့နော်နောက်ကိုဆက်ကြည့်ရအောင်အဲ့တော့ဒီမှာ A ဟာ area ကအလျားမြောက်အနံဖြစ်တဲ့အတွက် L နှစ်ခါမြောက်တယ် L square ရတယ်အဲ့တော့ A1 က L delta L the whole square ဖြစ်မယ်အလျားနှစ်ခါမြောက်တယ်အလျားကမူလအလျားနဲ့နောက်ထပ်အလျားတိုးတဲ့အတွက်နောက်ထပ်ဖြစ်လာတဲ့အလျားအသစ်က L plus delta L အဲ့ဒါ L နှစ်ထပ်မြောက်တဲ့အခါအလျားနဲ့အနံနဲ့မြောက်တယ်ပေါ့အစ် site site နှစ်ခုမြောက်တဲ့အခါမှာဒါအလျားနှစ်ထပ်ပေါ့ l plus delta နဲ့နှစ်ထပ်ကိုရမယ်အဲ့တော့ delta a area ကြတော့ a1 minus a အဲ့တော့ဒီမှာအစားသွင်းမယ်ဆိုရင် a1 တန်ဖိုးအစားသွင်းမယ် a ရဲ့တန်ဖိုး l နှစ်ထပ်အစားသွင်းမယ်အဲ့ဒီမှာ 2l delta a plus delta a square ကျတော့ပထမကိန်းနဲ့ဒုတိယကိန်းမြောက်ချင်းရဲ့ equation နဲ့သုံးတာပါဒီမှာကပထမကိန်းနဲ့ဒုတိယကိန်းရဲ့မြောက်ချင်းက l square plus ပထမကိန်းနဲ့ဒုတိယကိန်းမြောက်ချင်းနှစ်စား နောက်တစ်ခုကဒုတိယဂိမ်းမြောက်ချင်းနှစ်ထက်အဲ့တော့ -l² နဲ့ဆိုဒီ l² နဲ့ l² နဲ့ကြေလိုက်လို့နောက်ဆုံးကျန်တဲ့ equation ကဒါဖြစ်သွားတာပါပို့ပြီးတော့နားလည်အောင်တစ်ချက်တဆင့်ထပ်ပြီးတော့ဖျောက်ထားတဲ့တဆင့်ကိုပြောပြတာဖြစ်ပါတယ်အဲ့တော့ data a square က so small အရန်သိငယ်တယ်အရန်သိငယ်တယ်ဖြစ်တဲ့အတွက်ကျွန်တော်ကဒါကို neglect လုပ်မယ် neglect လုပ်တဲ့အခါမှာ 2l data a ပဲကြံမယ်အဲ့ဒီမှာ 2l data a ရဲ့ equation ကိုဒီမှာအစားသွင်းလိုက်မယ်အရင်ကတည်းကတည်ပြီးသားပါ delta l equal alpha l delta t ကိုအစားသွင်းလိုက်တဲ့အခါမှာဒီ formula ကိုရတာပဲဖြစ်ပါတယ်အဲ့တော့2 alpha ရှေ့ထုတ်လိုက်မယ် a square delta d ကျက်မယ်အဲ့တော့2 alpha a delta d a square ကအလျားမြောက်အနံ n နှစ်ထပ်ဖြစ်တဲ့အတွက်ဒါ area ပါပဲအလျားနှစ်ခါမြောက်တဲ့ area ရတယ်ပေါ့အဲဒါကြောင့်မလို့2 alpha a delta d အဲ့တော့ delta a equal to beta a data d ဆိုပြီးဖြစ်ပေါ်သွားပါတယ်ဒါကြောင့်မလို့ beta ဟာ2 alpha နဲ့အတူတူပါပဲဒါကြောင့် area expansion ရဲ့မြောက်ဖော်ကိန်းဂိမ်းတင်နဲ့ linear expansion ရဲ့မြောက်ဖော်ကိန်းဂိမ်းတင်ရနှစ်ဆကွာတယ်တချက်ရှင်းမှာတော့လည်းပြောခဲ့ပါတယ် beta equal 2 alpha gamma equal 3 alpha လို့မင်းတို့မှတ်မိကြမှာပါအဲ့တော့တချက်နှစ်တင်မဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်